ီနေ့ဥကောက်ဖတ်ပြပေးခြင်းတဲ့စာအုပ်ကလေးကတော့ Little Rabbit Ran Away ဖြစ်ပါတယ်။ One day when he was naughty mama and papa told little rabbit off အဲ့ဒီမှာတဲ့အရန်အစော့တန်နဲ့ယုံကလေးလေးတကောင်ရှိတယ်တဲ့။တနေ့ကျတော့တဲ့သူကအိမ်ထဲမှာအစော့တွေလွန်ပြီးတော့ထိုင်ကုန်တွေလည်းပြုတ်ကျ မီးစလောင်းတွေလည်းပြုတ်ကြကွဲအဲ့လိုမျိုးတွေဖြစ်နေတဲ့အခါကျတော့ယုံဖေဖေနဲ့မေမေရတဲ့သူ့ကိုတဲ့အပြစ်မှာသွားနေဖို့ဆူလိုက်ပါတော့တယ်တဲ့ဇလန်းလေးကဒီလိုစတယ်နော်ယုံကလေးလေးကရမ်းစော်တယ်နဲ့တွေ့ဆူခံလိုက်ရတာပေါ့ It's not fair cried little rabbit Everybody is always telling me off he said I shall run away and live all by myself တဲ့ ဲ့မှာရုံကလေးရတဲ့ငိုကြွေပြီးတော့ဗာပြောလဲဆိုတော့ तू อ่ะမတရားဘူးတဲ့သူ့ကိုတဲ့အားလုံးအားတဲ့ဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့ဆိုပြီးလိုက်ပြီးတော့တားမြင်နေတာပဲလို့ तू ပြောတယ်တဲ့ပြောပြီးတော့ तू ဘလို့ကျင်းွားတယ်လဲဆိုတော့เนาะ तू ဗာပြောလိုက်ဆိုအဲ share run away တဲ့ तू ဒီဟာနဲ့ထွက်ပြေးပြီးတော့တဲ့သူ့ဘာသူသွားနေမယ်ဆိုပြီးတော့ငိုပြီးတော့ထွက်သွားတယ်တဲ့ပြောတယ်တဲ့အမသူ့ကိုကိုရောမမရော ညီလေးတွေရောရှိကြရတယ်တွေ့တယ်ဖေဖေမမေရလည်းကြည်နေသူလှုပ်လှုပ်ပြုတ်ကြွားတဲ့ပစ္စည်းတွေကိုပြန်သိမ်းပေးနေကြတာပေါ့နော်တခြားယုံလေးတွေကသူ့ရဲ့ siblings တွေပေါ့နော်ကိုကိုမမတွေဖြစ်မှာပေါ့ he back a few things for the journey အရာနေပဲသူ ਆ တဲ့သူအိမ်ကနေထွက်မယ်ဆိုပြီးတော့လိုအပ်မယ်လို့ထင်တဲ့ပစ္စည်းချို့သူ ਆ back လုပ်တယ်တဲ့เนาะထည့်သွင်းပြီးတော့ယူပါတယ်တဲ့အဝစ်စားလေးပေါ့သူလိုမဲ့ပစ္စည်းလေးတွေဒီမှာ carrot တို့ပါတော့သူအကြိုက်ဆုံးຢာလေးတွေယူပြီးတော့ဒုတ်ချောင်းလေးနဲ့ခြီးပြီးတော့သူခီးထွက်မယ်ဆိုပြီးတော့ပြင်ဆင်တော့တာပေါ့တဲ့ Don't go little rabbit said mama we will miss you farewell said the little rabbit and off he ran တဲ့ မမေကြီးကသူ့ကိုပြောတယ်မတော်ပါနဲ့ယုံလေးရေတဲ့မမေကလမ်းပြောတော့တဲ့မမေတို့တဲ့မင်းဟိုတဲ့တတိယနေတော့မှာပဲတဲ့အဲ့ချိန်မှာလက်ဒရဘယ်လှဲ့တော်မကြည့်ပဲနဲ့ farewell တဲ့နော်အားလုံးနှုတ်ဆက်ခဲ့ပါတယ်လို့ပြောပြီးတော့သူကအပြေးလေးပဲအိမ်ဝင်ထားခဲ့ပြီးထွက်သွားလိုက်တယ်တဲ့ little rabbit ran far away mama and papa call after him အဲ့လိုနဲ့ပဲ little rabbit လေးက ခတ်တုတ်တုတ်လေးအဝေးကိုပြေးသွားတယ်တဲ့ဖိဖိမိမိလှဲခေါ်တာတော့မှတားလို့မရတော့ပါဘူးတဲ့နော် he hid under a hedge i shall build a house and stay here forever i'm little rabbit ran away nobody can tell me what to do အလုံးနေပဲတဲ့ချုံပုတ်လေးတစ်ခုရဲ့အောက်မှာတဲ့လွတ်တဲ့နေရာလေးမှာ तू ਆ ထိုင်ပြီးတော့တဲ့ဒီနေရာမှာ तू အိမ်ဆောက်ပြီးတော့နေမယ်တဲ့အများနဲ့နေတော့မယ်အကြိုင်းနေမယ် เนาะငါအားတဲ့အိမ်မွားနေပြေးဆင်းလာတဲ့ယုံငယ်လေးပဲတဲ့ဘသူအားမှသူ့ကိုဟွာလှုပ်ရမယ်ဒီအားမလှုပ်ရဘူးပြောလို့မရတော့ဘူးသူနေချင်းတလို့နေမယ်ဆိုပြီးတော့သူကသူ့ကိုသူပြောပြီးတော့သူကလက်ပိုက်ပြီးတော့စိတ်ဆိုးနေပုံလှုပ်နေပါเนาะအဲ့ဒါမျိုး Little Rabbit had just started building when along came Molly Mouse. What are you doing? he said. I am making my very own house, said Little Rabbit. Molly Mouse asked if she could help. Little Rabbit လေးရတဲ့အဲ့လိုနဲ့ပဲတဲ့အင်္ဂလိပ်လုံးစပြီးတော့စောင့်နေတော့တာပေါ့တဲ့နော်အဲ့လိုစောင့်နေတဲ့အချိန်မှာတဲ့သူပါလုံနေတာလေလို့ မော်လီမောက်စ်တဲ့နော်ကြွက်မလေးမော်လီကရောက်လာတယ်သူ့ကိုဘာလုပ်နေတာလဲလို့လှမ်းမိတယ်ကြွက်မလေးကိုလည်းကြည့်ပါအောင်သူကလည်း little rabbit လို့ပဲနော်အထုပ်လေးတစ်ထုပ်ကိုတန်းပြီးတော့တပုံနေပဲသူလည်းအိမ်ဘွားဆင်းလာတဲ့ပုံပဲနော်သူကတုတ်ချောင်းလေးနဲ့သူကအဲ့လိုမျိုးလေးလမ်းလျှောက်လာပြီးရောက်လာအဲ့မှာ little rabbit လေးကဘာပြန်ပြောလဲဆိုတော့သူကတဲ့ငါနေဖို့တဲ့ငါအိမ်လေးကိုငါဘာငါစောင့်နေတာလို့ little rabbit လေးကပြန်ပြောတယ်အဲ့မှာ molly mouse လေး molly ကလည်းဘာပြန်ပြောလဲဆိုတော့ ။ "तू आ ओ कुनी लो या मला" रे नो ज्वत मा लिए तू आ ပြောရှာတယ်။ Literally said she could as long as she did not get in the way. We will need more things said little bit looking around. Molly Mouse knew just where to find everything they would need. Little bit ကတဲ့နင်ကူညီမအောင်တော့ရပါတယ်တဲ့။ငါအလုပ်နေတဲ့အလုပ်တွေကိုတော့ လိုက်မရှုပ်အောင်တော့တဲ့ဟိုဟာမလောက်အောင်ဒီဟာမလောက်အောင်မတားမရဘူးတဲ့အဲ့လိုနဲ့ပဲတဲ့ literal bit ကအိမ်ဆောက်ဖို့အတွက်ပစ္စည်းအချို့လိုတာ哦တဲ့ तू ကငါတို့တွေတဲ့အိမ်ဆက်ဆောက်ဖို့အတွက်ပစ္စည်းတွေတော့နည်းနည်းလိုသေးတယ်တဲ့ Molly the mouse ကပြောတယ် तू ပစ္စည်းတွေဘယ်မှာရှာလို့ရမလဲဆိုတာ तू သိတယ်တဲ့နော် mouse လေးက तू လာတဲ့ဘက်မှာပစ္စည်းတွေထားတယ်တွေ့ခဲ့တယ်နဲ့တူပါတယ်အဲ့လိုနဲ့ပဲသူတို့တွေကပစ္စည်းတွေထားတဲ့နေရာကို mouse လေးက မော်လီယာခေါ်ပါလို့ literal bit နဲ့အတူတူလာပြီးတော့ကြည်တော့သူတို့တွေပစ္စည်းအဟောင်းအဆုတ်တွေကိုထားတဲ့နေရာကြီးကိုရောက်သွားတယ်အဲ့ဒီမှာ TV အပြက်တွေကားအပြက်တွေ motorcycle အပြက်တွေဘူးဂွန်တွေကွာတွေဘယ်သူတွေလာပစ်ထားလဲမသိဘူးအဲ့မှာပစ္စည်းအဟောင်းတွေအများကြီးရှိတယ်အဲ့ပစ္စည်းတွေကသူတို့အိမ်ကောင်းကောင်းဆောက်လို့ရတဲ့အသုံးပြန်ပြုလို့ရတဲ့ပစ္စည်းတွေဖြစ်နေတာပေါ့ဗျနော် Little rabbit, a molly mouse carry back as much as they could. သူတို့တွေရတဲ့အဲ့ဒီပစ္စည်းအဟောင်းနှွမ်းနေရှိတဲ့နေရာနဲ့သူတို့တုံးပြုတ်လို့ရမယ်လို့ယူဆတဲ့ပစ္စည်းတွေတော်တော်များသူတို့သေနိုင်သလောက်ပိုးင်းနဲ့သေပြီးတော့ပြန်လာကြတယ်နော် they built the house together when they had finished molly mouse asked who's going to live in this lovely house သူတို့တွေနှစ်ယောက်တူတူနှစ်ကောင်တူတူပေါ့နော်အကောင်လေးဆိုနှစ်ကောင်တူတူအိမ်လေးကိုပြီးအောင်ဆောက်လိုက်ကြတယ်ပြီးသွားတော့အိမ်လေးလည်းပြီးသွားဒီအိမ်ထဲမှာဘသူနေပါလဲဒီလောက်လှပါတဲ့အိမ်လေးထဲမှာတဲ့ပန်းပွင့်လေးလည်းဟိုးထိမှသူကထိုးထားလိုက်တယ်နော်အချီလုံးနေနဲ့အမိုးနဲ့တကားနဲ့သူကတေချာဆောက်တာသူတို့တွေကနော်ဘသူနေမှာလဲလို့ Molly Mouse ကမေးတယ် I am said little rabbit it's mine I'm little rabbit away, and nobody can tell me what to do. I ran away too, said Molly Marx. I don't have anywhere to live. ဒီအိမ်ထဲမှာဘသူနေမှာလဲလို့မော်လီကမေးတဲ့ချိန်မှာ little rabbit လေသူနေမှာပေါ့တဲ့ဒါသူ့ရဲ့အိမ်ပဲတဲ့အိမ်ဘောကပြေးဆင်းလာတဲ့အိမ်ပြေးလေး ယုံငယ်လေးကငါပါပဲတဲ့ဘသူမှဒီအိမ်မှာငါဟိုဟာမလောက်အောင်ဒီဟာမလောက်အောင်လို့ပြောလို့မရတော့ဘူးတဲ့အဲ့ဒီအချိန်မှာ Max လေး Molly ကလည်းပြန်ပြောတယ်သူကိုရန်ကလည်းအိမ်ဘဝပြေးဆင်းလာတာတဲ့သူလည်းဘယ်မှာနေရမလဲမသိဘူးတဲ့နေစရာမရှိဖြစ်နေပါတယ်တဲ့ I know said little rabbit you could live with me so she did home sweet home said Molly Max တဲ့ ငါတိတာဗောတဲ့မင်းလဲအိမ်ဘဝပြည့်စင်လာတယ်ဆိုတာကိုဆိုပြီးတော့မင်းဟာငါနဲ့တူတူနေလို့ရတယ်လို့ literal bit လေးကပြောလိုက်တယ်တဲ့အဲ့ဒါနဲ့ပဲ Molly Mouse လေးက literal bit လေးနဲ့တူတူပဲအဲ့ဒီအိမ်လေးမှာနေပြစ်သွားပါတော့တယ်တဲ့အဲ့ဒီအိမ်လေးက home sweet home နဲ့တိတ်ကိုနေချင်းစပွဲကောင်းတဲ့အိမ်လေးဆိုပြီးသူတို့နှစ်ကောင်ပျော်နေတော့တာဗောတဲ့နော် The new house was very comfortable inside I'd be my mom, said Molly Mouse as she laid the table and poured the tea. ဒီအိမ်လေးရဲ့အတွင်းပိုင်းမှာလဲတော်တော်လေးတဲ့နေရထားတက်တောင်းတတရှိကြတယ်တဲ့အဲ့ဒီမှာနော်ကြွက်မလေးမော်လီယာသူ ਆ တဲ့ဒီမားတဲ့မေမေလိုမျိုးနေမယ်နော်တဲ့ပြောရင်းနေပဲပြင်ဆင်ထားတဲ့ဇပွဲလေးပေါ်မှာတဲ့လက်ဖက်ရည်ချမ်းလေးကို ခွက်ကလေးနဲ့ငှိနေတဲ့သူ ਆ အဲ့လိုစကားဆိုလိုက်တယ်တဲ့ အဲ့ဒီအချိန်မှာ little rabbit လည်းဘာဖြစ်သွားလဲဆို No little rabbit don't sit there sit here said molly mouse and sit up straight little rabbit လေးရလာတဲ့အချိန်မှာတဲ့ No 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 တဲ့ little rabbit လေးမထိုင်နဲ့မထိုင်နဲ့အောင်နဲ့အဲ့ဒီမှာမထိုင်နဲ့တဲ့ဒီမှာထိုင်ဆိုပြီးတော့ကျွမ်းမလေး molly ရဲ့အဲ့လိုပြောတယ်တဲ့ထိုင်နဲ့အခါကြရင်လေတဲ့တက်တက်လေးမမတ်လေးထိုင်တော့တဲ့ထိုင်ကုန်လေးကိုတွန်းနေသူကပြောတယ် she made them a special acorn cake. အလိုနယ်ပဲတဲ့သူကစားစရာကိတ်မုန်လေးတစ်ခုအထူး special လုပ်ထားတဲ့ကိတ်မုန်လေးကိုလည်းယူလာပြန်တယ်တဲ့နော် Molly the mouse ကနော်အဲ့လိုမျိုးယူလာပြီးတော့ပေးတယ်တဲ့ She nibbled the cake into pieces. Make sure you eat it all up, said Molly Mouse. Little Rabbit did not like Molly Mouse cake. Yeah, he spit it out. I only like my mama's carrot cake. Molly the mouse ကယူလာတဲ့ cake လေးကိုတဲ့သူကခွဲပြီးတော့တဲ့ဒီ cake လေးကိုတဲ့ little rabbit လေးစားဖို့ပေးလိုက်တယ်ပေးလိုက်တဲ့အပိုင်းလေးကိုလည်းကိုအောင်စားမယ်နော်လို့ mouse လေး Molly ကပြောတယ်တဲ့အမားတဲ့ little rabbit လေးရတဲ့ Molly mouse ကြွေးတဲ့ cake ကိုမကြိုက်ဘူးတဲ့သူကတဲ့အဲ့ဒါနဲ့ပဲသူပါဇက်ထဲကနေပြန်ထွေးထုတ်လိုက်မိတယ်တဲ့ तू आ रे तू मे मे लो पे रे कैरो के को बे तू चाइटे लो पिया मीरो द डिया नी रा बो What a naughty little rabbit you are, scolded Molly Mouse. No, I am not, said Little Rabbit. You are not my real mama, and it's not your house. You can't tell me what to do. He got up and ran out of the door. ဟာတဲ့တော်တော်ဆိုးတဲ့ယုံလေးပဲဆိုပြီးတော့သူ့ကိုတဲ့ကျွတ်မလေးမော်လီကဆူလိုက်တယ်တဲ့အဲ့ချိန်မှာလေတရက်ပစ်လေးကလည်းစိတ်ဆိုးသွားပြီးတော့မဟုတ်ဘူးတဲ့မင်းအားတဲ့ငါရဲ့တကယ်မိမိလည်းမဟုတ်ဘူးတဲ့ပြီးတော့တဲ့ဒီအိမ်အားတဲ့မင်းရဲ့အိမ်လည်းမဟုတ်ဘူးတဲ့မင်းငါကိုဒီမှာတဲ့ဟိုအလောရမယ်ဒီအလောရမယ်ဆိုပြီးတော့တဲ့အဲ့လိုမျိုးပြောတာမကြိုက်ဘူးဆိုပြီးတော့သူကအိမ်ထဲကနေမှခုံပြီးတော့ ပြေးထွက်သွားလိုက်တယ်တကားပေါက်တွေကနေပြီးတော့เนาะယုံကလေးကအရင်စိတ်ဆိုးပြီးတော့ပြေးထွက်သွားဒီမှာလည်းသူနေရတာမပြောသလိုဖြစ်နေတာပေါ့เนาะ I'm little rabbit run away I do what I want to he said and so he did little rabbit rolled in the mud with bullfrogs there သူကတဲ့အိမ်ကနေပြေးလာတဲ့အိမ်ပြေး ယုံကလေးပဲတဲ့။ तू ကြိုက်တာကိုပဲ तू လုံးမယ်လို့ तू ကပြောတယ်တဲ့။ပြောတဲ့အတိုင်းပဲ तू ကလုပ်တယ်တဲ့။အဲ့လိုနဲ့ပဲတဲ့။ရှင်ဘွက်တွေပေးနေတယ်။တစ်ပင်ချုံမှုတွေတဲကိုလည်း तू ကခုံဝင်လိုက်တယ်တဲ့။အဲ့ဒီမှာ boo frog စေနော်။ဖားတွေလည်းရှိနေတယ်။ဖားရတော့မှလန့်ဖြန့်ပြီးတော့ကြုံယုံရင်းပြေးဝင်လာတော့ခုံထွက်သွားတယ်။ဒါပေမဲ့ပါးရီအဲ့လိုမျိုးရွှံဘွက်ဒီရေးအိုင်းနေနဲ့နေရာနားမှာပဲနေတာပြောတော့ယုံကလေးကအဲ့ကိုရောက်လာတော့ဘာဖြစ်သွားသလဲကြည့်မယ်နော် he jump out of some ducklings and scare them. Booed! And he play in a thorn bush with a hedgehog. No? Tuare, very soon, it shows that you can't say, Malay, Belly, Bebakliri, သွားပြီးတော့စလိုက်တယ်ပြီးသွားတော့တဲ့စူးကြုံနေရှိတဲ့နေရာမှာတဲ့ headshot တကောင်ရှိတဲ့နားမှာလဲသွားပြီးဆော့လိုက်သေးတယ်တဲ့အဲ့လိုဆော့တော့သူ့မှာရှိတဲ့အင်ကြီးကလည်းပေးရည်ညက်ပွက်ပြီးတော့စူးကြုံနေနဲ့လဲသွားဆော့ပါဖြစ်သွားလဲဆိုတော့သူ့အင်ကြီးတွေသူ့ကိုဝစ်ပေးထားတဲ့အင်ကြီးတွေနော်ဒါလည်းပေးရည်ပြီးတော့စုပ်ပြက်လာတာပေါ့တဖြည်းဖြည်းပြဲလာတာအဲ့လိုဖြစ်လာတာနော် Soon, little rabbit was very dirty indeed. His blue suit was torn. Then it started to rain. Little Rabbit ran away back to his new house. အဲ့လိုနေပဲတဲ့ရုံကလေးရဲ့အင်ကြီးသူ့ရဲ့အင်ကြီးလေး suit လေးပေါ့နော်အပေါ်ကဝမ်းဆက်ကလေးကပြေးလဲပြေးသွားပြီးရမ်းလဲညစ်ပတ်သွားပြီးတဲ့မိုးတွေလည်းရွာလာခဲ့ပါပြီတဲ့အဲ့ဒီအချိန်မှာသူစောက်ထားတဲ့အင်သစ်လေးစီသူအပြေးလေးပြန်လာခဲ့ပါတော့တယ် Quick, Molly Mouse, let me in, shouted Little Rabbit. Careful, you will knock the whole house down, said Molly Mouse. I don't care, he said. It's my house. Let me in, you bossy boots. Molly <laughs> မင်းများလောက်ပါအောင်တကားဖွင့်ပါအောင်မော်လီမောက်စီဆိုရလစ်တရပ်ပဲလေပြန်လာတော့အတင်းတကားဖွင့်ခိုင်းနေတဲ့ဖြည်းဖြည်းလောက်ပါတဲ့ ယုံကလေးအတင်းတကားတွေခောက်လိုက်တာနဲ့တဲ့အင်္ဂလီတောင်ပြူကျသွားပါမလို့ဆိုတော့တဲ့ကြွက်မလေးမော်လီကသူ့ကိုလှမ်းမိတာတဲ့မိုးတွေကလည်းအယမ်းရွာနေတာပေါ့တဲ့ I don't care တဲ့ငါကယူမဆိုင်ဘူးတဲ့ဒါငါရဲ့အိမ်မဲတဲ့ပေးဝင်ပါတဲ့ငါ့ကိုတဲ့ဆရာကြီးတိတ်မလုံနဲ့လို့သူကလည်းအပြင်းအနေပြန်អော်လိုက်သေးတယ်နော် Molly Mouse let Little Rabbit back in. Mind your paws. On the furniture, she said. Little Rabbit felt very sorry for himself. Never mind, said Molly Mouse. I will read you a story to make you feel better. အဲ့လိုနဲ့ပဲတဲ့ Molly Mouse လေးကထီးကလေးနဲ့ထွက်လာပြီးတော့ Little Rabbit လေးကိုအိမ်ထဲကိုပင်းဝင်လိုက်တယ်တဲ့နော်မင်းရဲ့ခြေထောက်တည်းတဲ့ညစ်ပတ်နေတာတွေတဲ့ခြေရလက်ရတွေသတိထားအောင်တဲ့ furniture ဆိုတော့နော်ထဲမှာရှိတဲ့အိမ်ထဲကပရိဘောကတွေထိခိုက်ပြီးတော့ပေးညစ်ပတ်ပျက်စီးကုန်မယ်လို့နော် Molly ကသူ့ကိုသတိပေးလိုက်တည်တယ်တဲ့ လက်တရက်ပစ်လေးကသူ့ကိုယ်သူလည်းအတော်စိတ်ပြက်နေတာပေါ့အားငယ်နေတယ်တဲ့ဒါပေမဲ့အဲ့ချိန်မှာပဲတဲ့သူရဲ့ကျွတ်တငယ်ချင်း Molly Mouse လေးက never mind နဲ့ကဲကဲကဲတဲ့စိတ်မရှိပါနဲ့တဲ့မင်းစိတ်နည်းနည်းအေးသွားအောင်စိတ်ငြိမ်သွားအောင်နဲ့ငါ story လေးတစ်ပုတ်ဖတ်ပြမယ်တဲ့ပုံမြင်လေးတစ်ပုတ်ဖတ်ပြမယ်တဲ့မင်းစိတ်စိတ်လေးနည်းနည်းတတ်တာပါအောင်ဆိုပြီးတော့ပြောပြီးတော့သူ့ကိုအနှွေးလေးခြုံပေးထားပြီးတော့ရေဆူဝတ်တွေကိုလည်းချောင်းအောင်လုပ်ပေးတယ်တဲ့ Molly Marks told Little Rabbit a story about a huge cat that chased after little rabbits who ran away from their mamas. Little Rabbit got scared. Molly Mouse got scared too and jumped into bed beside him. Molly Mouse ကလည်းတူတူရဲ့ story စာရွက်ကလေးကိုကြည့်ပြီးတော့ဖတ်ပြနေတာတဲ့အဲ့ဒီစာရွက်လေးတွေကပုံမြင်အကြောင်းကဘာလဲဆိုတော့ကြောင်ကြီးတကောင်ကတဲ့ နော်ယုံငယ်လေးကိုပြေးလိုက်တဲ့အကြောင်းဖြစ်နေတယ်တဲ့အဲ့ဒီယုံလေးကလည်းသူ့မေမေစီကနေထွက်ပြေးလာတယ်ယုံအဝေးကိုရောက်လာတဲ့ယုံငယ်လေးပေါ့တဲ့အဲ့ဒီအကြောင်းလဲကြောင်း little rabbit လေးကနည်းနည်းကြောက်လာတယ်တဲ့သူတွေမဟုတ်ဘူးတဲ့ဖတ်ပြနေတယ်ကျွမ်းမာလေးမော်လီရပါကြောက်ပြီးတော့တဖြည်းဖြည်းသူ့အိတ်ရဲတွေကိုတက်လာပြီးတော့သူ့ဘေးနားမှာဝင်ပြီးတော့တိုးဝင်ပြီးတော့နေတော့တာပေါ့တဲ့သူတို့နှစ်ကောင်လုံးပုံမြင်လေးဖတ်ပြီးတော့ကြောက်နေကြတာတဲ့နော် What's that noise? Whisper Molly Mouse. Is it the cat? Little rabbit whispered back. Then came thumping on the door. Bang, bang, bang. The cow called. It is the cat, squeaked Molly the mouse. Come to eat us up, wheeled Little Rabbit. I would never run away from Mamma again, he sobbed. But then, you know, Molly, I'm like this. အဲ့ဒါဟာတောင်များလားမသိဘူးတဲ့အချိန်မှာပဲတကားခေါက်တိုင်းကျဲထွက်လာတယ်တဲ့ဘန်ဘန်ဘန်လို့တကားယူထူးရိုက်နေကြတာပေါ့ဟာတဲ့ကြွက်ပဲဟုံးကြောင်ပဲဖြစ်မှာပါတဲ့နော်သူတို့ငါတို့လာစားတာဖြစ်မယ်တဲ့တော့ပါပြီတဲ့လေတရက်ပဲလေသူမိမိဆက်နေသူထွက်မပြေးတော့ပါဘူးလို့ပြောပြီးတော့သူတို့စိုးယုံပြီးတော့ငိုနေတော့တာပေါ့တဲ့ then the door opened အဲ့ဒီအချိန်မှာပဲတကားကြီးက ွင့်လာပါတော့တယ်တဲ့။မိုးတော့ရွာမနေတော့ဘူးเนาะအပြင်မှာနေတာနေတယ်။ Little rabbit leap out of the bed. It's mama cried little rabbit. He ran and hugged his mama. And my mommy too said Molly Marks. Little rabbit လေအပြေးလေးခုံပြီးတော့အဲ့ရာတွေကနေထွက်လိုက်တယ်တဲ့။ဘသူ့ကိုတွေ့တာလဲဆိုတော့သူ့မိမိ တော့ယုံမာကြီးဖြစ်နေတယ်တဲ့။ तू ကအဲ့ဒါနဲ့ပဲအိမ်ထဲကနေပြေးထွက်ပြီးသူ့မေမေကိုပြေးဖက်လိုက်တော့တာပေါ့တဲ့။ပြီးတော့မှကြွက်ကလေးမော်လီကလည်းသူ့မေမေလည်းပါလာပဲဆိုပြီးတော့ကြွက်မေမေကြီးစီလည်းတယောက်နဲ့တယောက်ပြေးဖက်ကြတော့တယ်နော်။ Little rabbit had liked living in his own house but he was very pleased to see mama. So little rabbit said goodbye to Molly Mouse and then mama took him home. အိမ်မောကနေပြေးစင်လာတဲ့အိမ်ပြေးယုံငယ်လေးရတဲ့သူ့အိမ်သူကသူဆောက်ထားတဲ့အိမ်လေးမှာနေရတာကိုတော်တော်တော့ကြိုက်ပါတယ်ဒါပေမဲ့သူ့မိမိကိုတွေ့တော့ပို့ပြီးတော့ပျော်သွားတယ်တဲ့စိတ်တဲချမ်းသာသွားတယ်ဒါကြောင့်မို့တဲ့သူကတဲ့သူတငယ်ချင်းကျွမ်းမလေးမော်လီကိုနှုတ်ဆက်ပြီးတော့သူ့မိမိနဲ့တူတူပြန်လိုက်သွားတော့တယ်သူ့မိမိကလည်းသူ့ကို ဖေဖေတို့ကိုကိုမမရဲ့ညီလေးတွေရှိတယ်အိမ်ကိုပြန်ခေါ်သွားတော့တာဗောတဲ့နော်မော်လီ the mouse ပေါ့နော်ဒီကြွတ်ကြွတ်မလေးမော်လီကိုလည်းကြွတ်မီမီရာလက်တွဲပြီးတော့သူတို့နေတဲ့မိသားစုအိမ်လေးကိုပြန်ခေါ်သွားတဲ့ပုံပဲနော်ယုံကလေးကလည်းသူမိသားစုရင်သူပြန်သွားကြွတ်ကလေးကလည်းသူမိသားစုရင်သူပြန်သွားကြပြီဗောတဲ့နော်သူတို့အိမ်ကြီးလေးနှစ်ကောင် Later, after his birth and lots of hugs, ခဏနေကြအိမ်ပြန်ရောက်တဲ့ခါကျတော့တကူလုံးညက်ပတ်ဆုပ်ပြတ်နေတယ်။ little rabbit လေးကိုသူ့မိမိတွေကရေချိုးပေးတယ်တဲ့ဆက်ပြားတွေပါနဲ့တေးချာလေးတန့်စင်အောင်လုပ်ပေးတယ်တဲ့ကိုကိုလေးညီလေးတွေလာကြည့်ကြရတဲ့အတွက်နော်။ပြီးတော့သူ့ကို အားလုံးကဖက်လဲတိကိနဲ့ကြိုဆိုကြတယ်တဲ့နော်။ Little Rabbit told everyone all about his day with Molly Mouse and his very own house. တဲ့ပြီးတဲ့ပြီးသွားတော့တဲ့အားလုံးကအဲကမ်းမှာစုထိုင်မြုံနေရလေအများကြီးပဲเนาะသူ့မှာညီကိုမောင်နှမတွေဦးဦးတော်တော်ဖူးဖူးဖွားတွေအများကြီးရှိကြရတယ်တူတယ်။သူကလည်း သူစွန့်စားကန်အိမ်ဘွားနေစင်းပြီးဘလို့အိမ်နေဆောက်တာဘလို့နေတာပြီးတော့မော်လီမောက်စ်နဲ့တွေ့တဲ့အကြောင်းတွေကိုပြန်ပြောပြနေကြတာပေါ့အားလုံးကသူ့ကိုစိတ်ဝင်စားတန်တော့နားထောင်နေကြပေါ့တဲ့ Little Rabbit တည်းအဲ့လိုနဲ့ပဲသူမိသားစုစီသူပြန်ရောက်သွားပြီနော် When he was snuggled up in his rear bed Little Rabbit said I am not Little Rabbit runaway anymore mama I'm just your Little Rabbit mama said that she was glad. Besides, one mama is enough for me and added later a bit that Molly Mouse is a real bossy boots. သူရဲ့ကိုပိုင်အိယာလေးတွေရောက်လာပြီတော့တဲ့သူမိမိ rabbit ကိုပြောပြတယ်တဲ့သူကတဲ့အိမ်မွားထွက်ပြေးသွားတယ် little rabbit လေးနောက်မလုတော့ပါဘူးမိမိတဲ့သူတဲ့မိမိတို့ရဲ့အချစ်တော် ယုံငယ်လေးပဲဖြစ်နေပါတော့မယ်လို့သူကပြောတော့မမေကလည်းဝမ်းတာဝါတယ်ပြီးတော့လည်းပြောစရာရှိသေးတယ်သူ့မှာလည်းမမေတယောက်ပဲရှိတယ်တဲ့အဲ့ဒါ enough တဲ့လုံလောက်ပါပြီတဲ့ပြီးတော့လည်း Molly Mouse ကလည်းသူ့ကိုတဲ့ဆရာအရန်လောက်တာပဲမမေမမေဆိုပြီးတော့ပြောပြီးတော့ဇလန်လေးကဒီမှာပဲဆုံးတက်လိုက်ပါတယ်နော်